ော်ဒီနေ့မှကျွန်တော်ရဲ့ချေရတဲ့မိတ်ဆွေညီကောင်မတော်တွေကိုကျွန်တော်လောကဘတ်တော်လေးတစ်ပိုင်းနဲ့ကျွန်တော်ခေါ်အားပေးချင်တာဖြစ်ပါတယ်။ဟေဘရဲအခန်းကြီး73အငယ်8ဟေဘရဲအခန်းကြီး73အငယ်8ယေရှုခရစ်သည်မနေ့ယနေ့နောင်ကာလအစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။အာမင်။ဟာလေလုယာ။မိတ်ဆွေတင်တဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကဘယ်တော်မှမပြောင်းလဲဘူး။မောရှိခေတ်မှာနမိတ်လက္ခဏာလုပ်တဲ့ဘုရားက အခုချိန်ချင်းနမိတ်လက်ကနာလုပ်တယ်အာမင်ဟာလေလုယာသူចောင်းသားလေးဒါဝိတ်ကိုချီးမြှောက်အောင်ပြုပြီးတော့သူចောင်းသားဘဝကနေရှင်ဘရင်ဘဝကိုချီးမြှောက်တာကနေဒီဘုရားပဲမောရှိကိုတုံးပြုခဲ့တဲ့ဘုရားကရှင်ဘရင်ဒါဝိတ်ကိုလည်းသူចောင်းသားဘဝကနေမဖြစ်နိုင်တဲ့အခြေအနေကနေမဖြစ်နိုင်တဲ့အခြေအနေထဲကနေဖြစ်စေတဲ့ဘုရားခင်ဖြစ်တယ်အာမင်ဆို ဒါဝိတ်ကိုကြည့်မယ်ဆိုရင်သူကတိုးကြောင်းသားတိုးကြောင်းသားတယောက်ကရှင်ဘရင်ဖြစ်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်ဘူး။ဒါပေမဲ့ဘုရားသခင်ကဖြစ်စေဘုရားဖြစ်တယ်။အာမင်။ဘုရားသခင်ဖြစ်စေရင်ဖြစ်တယ်။အာမင်။နမိတ်လက္ခဏာနဲ့မောရှိကိုအုံပြုတဲ့ဘုရားသခင်ကဒါဝိတ်ကိုလည်းနမိတ်လက္ခဏာနဲ့အုံပြုခဲ့တာဖြစ်တယ်။အာမင်။ယေယောတက်ကိုချီးမြှောက်အုံပြုခဲ့တဲ့ဘုရားသခင်လည်းအဲ့ဒီဘုရားပဲ။အာမင်။ဟာလေလုယား။ ပေသူ့ကိုရေပေါ်မှာလမ်းလျှောက်စီတဲ့ဘုရားသခင်ကလည်းအဲ့ဒီဘုရားပဲပေါလုကိုအနာငိမ့်ချစ်ဆွတ်ကျေးဇူးနဲ့အသုံးပြုခဲ့တာလေအဲ့ဒီဘုရားပဲအာမင်ဟာလေလုယာဟာလေလုယာပရောဖက်ကြီးအေလိယပရောဖက်ကြီးအီလိရှေအဲ့ဒီပရောဖက်ကြီးတွေကိုနမိတ်လက္ခဏာနဲ့အသုံးပြုခဲ့တဲ့ဘုရားဆိုတာကလည်းအဲ့ဒီဘုရားပဲဘယ်တော့မှကြောင်းနေခြင်းမရှိဘူးမိတ်ဆွေဟာလေလုယာ ်သင်နဲ့ကျွန်ုပ်ကကောင်းချီးမင်္ဂလာခံစားရတော်သူတွေဖြစ်တယ်အမေဘာကြောက်လဲဆိုတော့မနစ်ယနေ့နောက်ကလာမပြောင်းလဲတဲ့ဘုရားသခင်ကိုရရှိထားတဲ့သူတွေဖြစ်တဲ့အတွက်အတူကောင်းချီးမင်္ဂလာခံစားရတဲ့သူဖြစ်တယ်အမေအကြောင်းမိတ်ဆွေအဲ့ဒီမနစ်ယနေ့နောက်ကလာမပြောင်းလဲတဲ့ဘုရားသခင်ကယခုချိန်ကြည့်တိုင်အောင်နမိတ်လက္ခဏာနဲ့ကျွန်တော်တို့ကိုအသုံးပြုမှာဖြစ်တယ်အမေအကြောင်းမိတ်ဆွေအမန်တော်ကြီးတွေအတုံးတော်ခံတဲ့ကဲ့သို့ပဲကျွန်တော်တို့ တုံးတော်ခံဖို့ရအတွက်ဆန္ဒလေးတစ်ခုရှိမယ်ဆိုရင်အဲ့ဒီဘုရားကကျွန်တော်တို့ကိုဒေချာပေါ့အသုံးပြုမှာဖြစ်တယ်ဆိုတာကိုအားပေးချင်တာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ဒီနှုတ်ကပတ်တော်လေးကိုခွားရတယ်ခွားရရင်လည်းဒီမှာရှိတဲ့မိတ်ဆွေညီကူမောင်မားတွေကိုကျွန်တော်ပြန်ပြီးတော့ share လုပ်တာဖြစ်ပါတယ်အာမင်ဒီနှုတ်ကပတ်တော်ကတကယ်ကျွန်တော်တို့အသက်တာအတွက်ကောင်းချီးဖြစ်စေတဲ့နှုတ်ကပတ်တော်ဖြစ်တယ်မိတ်ဆွေတင်တဲ့ကျွန်ုပ်ကမနစ် ယနေ့နောက်ကာလမပြောင်းလဲတဲ့ဖရာသခင်ကိုယထားတာတောင်မှကျွန်တို့ရဲ့ဘဝကဒီအတိုင်းပဲကျွန်တော်တို့ရှိနေသေးတယ်ဆိုရင်တော့ကျွန်တော်တို့ခုခုလိုနေသေးတယ်မိတ်ဆွေဒါကြောင့်အဲ့ဒီမောရှေအီလီရှေအီလီယာတို့အသုံးတော်ခံတဲ့ကဲ့သို့ပဲကျွန်တော်တို့ဘုရားသခင်ကိုဆာငတ်ဖို့ရတဲ့အရှမ်းအရေးကြီးတယ်ဆိုတော့ကိုစင်ချင်မိတဲ့အတွက်ဒီမှာရှိတဲ့ညီကောင်မတော်တွေကိုလည်း share လုပ်တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့သံဃာရအဲ့ဒီနမိတ်လက္ခဏာလုပ်တဲ့ဘုရားသခင်ကကျွန်တော်တို့အားဖြင့်လှုပ်ဖို့ရအတွက်ကျွန်တော်တို့သံဃာရအာမင်။ပေါ်လူကိုအသုံးပြုတဲ့ဘုရားသခင်ကကျွန်တော်တို့ကိုအသုံးပြုနိုင်တယ်။တင့်ကိုအသုံးပြုနိုင်တယ်ကျွန်တော်ကိုအသုံးပြုနိုင်တယ်။အာမင်။ဟာလေလုယာမနေ့ယနေ့နောက်ကလာမပြောင်းလဲတဲ့ယေရှုခရစ်တော်ကယနေ့တိတိုင်အောင်နမိတ်လက္ခဏာနဲ့သူ့ရဲ့လူတွေကိုအသုံးပြုနေတာဖြစ်တယ်။ ။ဒါကြောင့်အဲ့ဒီအထက်မှာဒီနဲ့ကျွန်ုပ်မဟုတ်ရအတွက် အရန်ရည်ကြီးတယ်ဆိုတာကို ပြောပြခြင်းနဲ့ဒီနှုတ်ကပတ်တော်အဖြစ်ခေါင်းကြီးရမယ်လို့ယုံကြည်တယ်။ရောက်ချင်းစီတိုင်းပုံမှာဖျားသခင်အထူးကောင်းချီးပေးပါစေ။အာမင်။